နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AOR တိုင်းရေကြည်မြို့ကတမိုင်းဝင်ဇေဒီတော်တစုဖြစ်တဲ့ဒီပါယုံဇေဒီတော်မြတ်ကြီးကိုမေလ23ရက်နေ့မွန်လွယ်ပိုင်းကမိုးကြိုးထိမှန်ပြီးတော့စိန်ဖူးတော်မြေခခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီဇေဒီတော်မြတ်ကြီးကိုပြီးခဲ့တဲ့တပတ်မေလ6ရက်နေ့ကမှစစ်ကောင်စီရဲ့ AOR တိုင်းဝင်ကြီးချုပ်ဦးတင်မောင်ဝင်းကထီတော်အသက်တင်လှူခဲ့တာဖြစ်တယ်လို့ဒေသခံများကပြောကြားထားပါဗျ။ သူတို့ပြုတ်ကြတော့မှာပေါ့သူတို့ပြုတ်ကြဖို့အတွက်နမိတ်ဖြစ်တာပါလို့ရေကြီးမြို့ကန်တို့ကမှတ်ချက်ပေးလာပါတယ်ဒါအပြင်ဒေသခံတချို့ကလည်းထီတော်ကိုစစ်ကောင်စီအတိုင်းဝိုင်းအတွက်အမြင့်ကိုရောက်ဖို့ရည်မှန်းပြီးတော့ရရရာခြေတဲ့အနေနဲ့တင်လူခဲ့တာမို့လို့တပတ်အတွင်းမှာမိုးကြိုးခတယ် ချိန်ဖူးတော့မြေခတယ်ဆိုတော့စစ်ကောင်စီရဲ့ထိပ်ပိုင်းကလူတွေအကြဘက်ရောက်မဲ့နမိတ်ပဲလို့တုံးတက်နေကြပါတယ်။ဒီအပိုင်းအတွင်းမှာပဲရေကြီးမြို့နယ်အတွင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့မြောက်ဆန်းရွာအနီးမှာရှိတဲ့အမတ344ရဲ့ကာကင်းတွေကိုထိုးစစ်ဆင်နေတဲ့အချိန်လေးဖြစ်တယ်လို့သိရပါတယ်။ရေကြီးမြို့ဟာဟန်တော်ရီခေရဲ့မွန်လူမျိုးတွေထူထောင်ခဲ့တဲ့ပသိမ်32မြို့တွေကစရင်းဝင်တဲ့မြို့တစ်မြို့ဖြစ်ပြီးတော့ဒီပါယုံဇေဒီတော်မြတ်ကြီးဟာလည်း မြို့တည်တဲ့အချိန်ကလေးကစတင်တည်ထားခဲ့တဲ့ရှေးဟောင်းသမိုင်းဝင်ဇီရီတော်တစုဖြစ်တယ်လို့ရေကြီးမျိုးတိုက်အောင်ကြောင်းဆရာတော်ဗဒ္ဒနာဟိတဆာရကမိန်ကြားခဲ့ဘူးကြောင့်တရင်ရရှိပါတယ်ခင်ဗျာ